ပရိသတ်များအားလုံးမင်္ဂလာပါရှင်။မဆိုးမြို့တော် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူမျိုးကိုအလင်းငါရေးသားထားတဲ့လူသက်ကုန်းဆွယ်ဇာတ်လမ်းရဲ့အပိုင်းနှစ်ဆက်သိန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ကျွန်တော်ကစိတ်ပေါက်ပေါက်နဲ့ရှိနေပြီမို့ရန်ကိုဆင်ပြစ်ဖို့ပမာဏအထိထည့်ပြီးတော့စောက်သားတွေပါထည့်ထားတာမို့တနက်တန်ကနာကွယ်လူမတက်ထွက်ပေါ်လာပြီး အဖွားကြီးကဥကောင်းတက်စားစီဖွာထွက်ပြီးတော့နောက်ကိုလွင့်ထွက်ကအိမ်ဝါထီရန်နဲ့ရောပြီးတော့အောက်ကိုပြုတ်ချသွားတယ်။ကျွန်ုပ်မှကြောင်ရွံ့တုံးရီစွာရက်နေတဲ့တာဝါလက်ကမိအိမ်ကိုဆွဲပြီးအိမ်အောက်ကိုကြည့်လိုက်ရမြေပြင်ပေါ်ကျနေတဲ့ပုဂတ်ထီရန်ကိုသာတွေ့ရပြီးတရဲ့အဖွားကြီးကိုမတွေ့ရတော့ဘူး။ကိုယ်ဖို့တည်းကဲပါဦး။တာဝါတနက်နေ့ပြစ်လိုက်။အမြန်လက်ပြစ်လိုက်။ကဲကွာ။ကျွန်ုပ်မှကြွားကြသွားတဲ့အိမ်ထီရန်အနားကနေအောက်ကိုမိအိမ်နဲ့ကြည့်ပြီးအဖွားကြီးတရဲကိုရှောက်ပြနေစဉ် တာဝအလန်တကြားအော်တန်ကြောင့်စိတ်ပူပန်ပြီးတာဝကိုလှမ်းကြည့်လိုက်ရာဆွေးမြည်နေတဲ့ဂျမ်းမီကိုဖောက်ထွက်ကာလက်တစ်ဖက်ကတာဝခြေချင်းဝက်ကိုကမ်းပြီးဆွဲထားရာတာဝခြေောက်ကကြားပေါက်ကနေအောက်ကိုကျနေသည်တာဝကအလန်တကြားခြေောက်ကိုပြန်ဆွဲတင်နေရာကျွန်ုပ်ကတာဝအနီးကနေကျွန်ုပ်ရဲ့ရိုင်ဖယ်တနက်ကိုလှမ်းတောင်းလိုက်ရာတာဝမှမြောက်ပေးလာတယ်။ကျွန်ုပ်ကမိအိမ်ကိုကျမ်းပေါ်ချပြီးတာဝခြေကိုလှမ်းဆွဲတဲ့လက်ပိုင်ရှင်ကိုကြည့်လိုက်ရာတကောင်းလုံးကျင်းမနေတဲ့လက်ပိုင်ရှင်အဖွားကြီးကိုတွေ့လိုက်ရတယ်။ ကျွန်ုပ်လည်းတနက်ပြောင်းကိုကြားပေါက်ကနေထိုးသွင်းပြီးတော့အဖွားကြီးကိုလုံးထိကျင်နေနေရာထိဆိုပြီးတွေးပြီးတော့တနက်နေ့နှစ်ချက်ဆက်ပြစ်လိုက်တော့မှအဖွားကြီးတရေကအောက်ကိုပြုတ်ကျသွားတော့တယ်။တရေလက်ကပြေးလာတာတရေအိမ်ရောက်ရတယ်လို့ကံကောင်းလို့မသိတဲ့။တော်ဟာဝိုးတိုင်းနဲ့မိမလို့အော်မနေနဲ့အိမ်မွားဆောက်ကန်ချလိုက်လို့အောက်ကတရေမှနဲ့ညသွားမင်းကျွန်ုပ်ကတာဝငိုတိုင်းနဲ့ပြောင်းနေအောင်အမြင်ကတ်တာကြောင့်ချိန်ချလိုက်တော့မှငြိမ်ကျသွားတယ်။ ကျွန်ုပ်ကိုကြောက်လို့တာပါဇက်ပိတ်လိုက်ရပြီမယ်လေမျက်လုံးတွေကကနာမငိမ်းအရက်လေးမျက်နှာမလုံးမလဲကြည့်ပြီးတော့ကျွန်ုပ်အနီးတိုးကပ်နေတယ်ကျွန်ုပ်ကတူမီမာထဲတဲ့ရမ်းမှုတွေကိုအိမ်မမာဖြန့်ချနေတယ်တာဝကကျွန်ုပ်ရဲ့လောက်ရက်ကိုနားမလည်နိုင်ဟန်နဲ့ကြည့်နေလေတယ်တာဝလှေကားချတာစိတ်မို့လို့ကျွန်ုပ်ပြောရတဲ့တပြိုင်နဲ့တာဝကအစင်းတပ်ပြုတ်လို့တဲ့လှေကားကိုအောက်ကိုချလိုက်တယ်အောက်ကတော့မစင်းရင်သေးပဲရှိနေတယ်ကျွန်ုပ်ကလက်ဆွဲမိအိမ်ကိုမီးရှို့ဖို့ကြည့်လိုက်ရာထူးဆန်းတဲ့အဖြစ်ကိုတွေ့ရတယ်လက်ဆွဲမိအိမ်မှာလင်းနေတဲ့မိက ရင်းနေစီနဲ့မီးစာထွန်းနဲ့မီးမဟုတ်ပိုးဆောင်ကျူတွေကိုမီးရဲ့အတွင်းထည့်ပြီးတော့အလင်းထွက်နေမယ်အခုမှတိလာတော့တယ်။ကျွန်တော်ကမီးချင်းနဲ့ရမ်းမှုတွေကိုရှို့လိုက်ရအောင်တဖြည်းဖြည်းမီးတံတွေနဲ့ရမ်းမှုတွေကိုမီးတောက်ပြီးဆွေးမြူနေတဲ့အိမ်ဝါထရံကိုမီးကူတောင်းရမှာမီးအနေငယ်လောင်ကျွမ်းပြီးမကြခင်အချိန်အတွင်းမီးတောက်ကြည့်ပြီးထလာပါတော့တယ်။တော်ဝအောက်ကိုမစင်သေးဘူးလား။မကြခင်တအိမ်လုံးမီးလောင်တော့မယ်။အဖွားရဲ့တရေလေသူ့အိမ်မီးရှို့လို့ဒေါသထွက်ပြီးတက်လာလိမ့်မယ်။ကြံ့နေခဲ့အိမ်ပေါ်မှာဟာ ကျွန်တော်တယောက်တည်းမထားခဲ့နဲ့လေကိုကြီးကျွန်တော်ကလေကောင်းအောက်ချပြီးအိမ်ပေါ်မှာရက်ခါခုတီမစင်းသေးတဲ့တာဝါကို၆လံပြီးကျွန်တော်အရင်လေကောင်းကနေလျင်မြန်ဆင်းလာရာတာဝါက၆လံတကြားလိုက်ဆင်းလာတယ်အောက်ကိုရောက်တဲ့အခါအိမ်ရဲ့မနီးမဝေးမှာရက်ပြီးတော့မိလောင်စာပြုတ်နေပြီဖြစ်တဲ့တရေအိမ်ကြီးကိုမမိတ်မတုံစိုက်ကြည့်နေကြတယ်ကိုကြီးဒီနေရာအမြန်သွားရအောင်ဗျာကြောက်တဲ့စိတ်နဲ့လူလဲယူမတက်ပဲနောက်အချိန်နည်းနည်းထက်ဆောင်ရင်မိုးလင်းတော့မယ်တာဝါစံတော်ဝါရှောက်သွားနေရထက်ဆိုင် ေးလင်းအောင်အောင်နေတာပို့ပြီးပေးခင်နေဒီမှာပဲနေကြမယ်တရက်အဖွားကြီးနေတဲ့အိမ်ကမီးဟုံဟုံတောက်နေပါတယ်တရက်အဖွားကြီးကဘယ်နေရာကိုရောက်သွားပြီမဆိုနိုင်ကျွန်ုပ်တို့ဆရာတစ်ဘက်ကမိုးလင်းတဲ့အထိအနောက်ရှက်မကြုံရတော့ဘူးဆွေးမြေ့နေတဲ့တရက်အဖွားကြီးနေတဲ့အိမ်ကမီးလောင်ပြားကျသွားတော့တယ်မနဲ့အလင်းရောင်ရတာနဲ့ကျွန်ုပ်တို့ဆရာတစ်ဘက်မှာလမ်းစာရှာဖွေရင်စကန်းချရာနေရာကိုပြန်ရောက်လာကြတယ်တာဝါကအခုနေရာကနေအများဆုံးပြန်မှုအတွက်ကြီးကြနေတာကြောင့်အထောက်ပိုးတွေတင်စီပြီးပြန်လာခဲ့ကြတော့တယ် ကြောင်းလာကြအဖြစ်ပြက်ဆိုရေးကြုံလာရတာကြောင့်ခါတိုင်းဆိုရင်စကားများလွန်းတဲ့တာဝါတယောက်နှုတ်ဆက်ညင်းသက်စွာရှိနေတယ်။ကျွန်တော်တို့ကံကောင်းတယ်လို့ဆိုရမှာပဲ။အပြန်လမ်းမှာကြောက်တောင်ကြီးတထောင်ဘေးကနေဖြတ်တမ်းပြီးပြန်လာကြစဉ်တောင်ကပင်ရကြောက်တုံးတွေကြောင်းကနေပေါက်နေတဲ့မြက်ပင်လေးတွေကိုစားနေတဲ့တောင်စိတ်စုံတွေကိုတွေ့ရရာအထီးကြီးကိုပြစ်ခတ်ဖမ်းဆီးလို့ရလိုက်တယ်။ဂျိုးခွာအစီအိတ်တွေကိုဖြတ်တောက်ယူပြီးအသားတွေကိုကြက်တိုက်ပြီးရွာကိုသိမ်းလာခဲ့ကြတော့တယ်။ကျွန်တော်ကအခုခီးစင်မှာကြားလမ်းမှတိုက်တာကိုတွေ့ကြုံခဲ့ရတဲ့အပြင် တာဝအဖမ်းခံရပြီးဘကွက်သားတရေတွေနဲ့တွေ့ရချင်းဘကွက်သားတရေတွေလက်ကနေထွက်ပြေးရမှာတရေဖားကြီးအိမ်ကိုရောက်ရှိသွားရတဲ့မမေ့နိုင်စရာကြောင်းလွန်ပွဲခရီးစဉ်ကြီးတစ်ခုကိုကြုံလိုက်ရပါတော့တယ်လူတက်ကုန်းလိုနာမည်တင်ခဲ့တဲ့နေရာမှာတော့နောက်နောက်ညအိမ်ညက်နေစက်ကမ်းမချဖို့စိတ်ထဲမှာလည်းဆုံးဖြတ်ချက်ချလိုက်မိပါတော့တယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးစရာမြို့ကိုအလင်ကရေးသားထားတဲ့လူတက်ကုန်းဆိုတဲ့ဇလန်ရဲ့စက်သိမ်းမှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ် နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။